ဘာလို့မဲမင်္ဂလာပါဗျဒီနေ့မှာတော့ lithium battery နဲ့ lithium battery ဘာကွာလဲအဲဘယ်လိုတွေသုံးဝင်လဲဆိုတာလေးကိုကျွန်တော်အကြံဉာဏ်လေးရှင်းပြပေးမယ်အဲပုံမှန်အဖြစ်တော့ lithium battery ကတော့ပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ lithium ကောင်းတယ်ဆိုတော့ lithium ကမကောင်းတော့ဘူးလားဆိုတော့မဟုတ်ပါဘူး lithium ကသူ့နေရာနဲ့သူအဲသုံးဝင်ပါတယ်ဥပမာကျွန်တော်တို့အဲ DC မီလောင်အသေးလေးတွေကျွန်တော်ပန်ကာတွေအဲပြီးတော့ကျွန်တော်တို့ချိန်ရိုင်းပက်တန်လိုမျိုး ပေါ်ပေါ်ပါပါလက်စပစ္စည်းတွေမှာဆိုရင်ဒီလိုမျိုးလီတီယံတခက်လေးတွေအသုံးပြုတာကပို့ပြီးတော့အဆင်ပြေပါတယ်ဈေးလဲသက်သာတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့သုံးလုံးတွဲလိုက်လို့ရှိရင် တွဲဖို့ရတယ်ပေါ့နော်စီးတီးတွဲတိုင်းဒီကောင်လေးဆိုရင်တွဲဖို့ရတယ်အဲဒီထဲမှာဆိုရင်တော့ကျွန်တော်တို့က live for ကိုအဲဒီလိုမျိုး၄လုံးတွဲတဲ့ခါကြတော့မှကျွန်တော်တို့ကတွဲဖို့ရတယ်ဆိုတော့ဒီကောင်ကပို့ပြီးတော့အဲဈေးလဲကြီးသွားတယ်ဈေးလဲကောင်းသွားတယ်ပေါ့နော်ဒီကောင်လေးဆိုရင်တော့ဈေးသက်သာတယ်ဆိုတော့ကျွန်တော်တို့100 watt အောက်ပေါ့ပေါ့ပါပါ သုံးမယ်အဲကျွန်တော်တို့ဒီလိုမျိုး DC power station လေးတွေရောပေါ့နော်ဆိုလို့ရှိရင်အဲကောင်လေးတွေမှသိရင်ဒီလိုမျိုးအဲ lithium တက်ခဲလေးတွေနဲ့အဲသုံးတာပို့ပြီးတော့ဈေးတက်တာတွေပေါ့နော်ပို့ပြီးတော့အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့ကဥပမာဒီလိုမျိုး AC power station ပြန်ဆင်တာမျိုးဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲလောက်ကကျွန်တော်တို့300ပေါ့ပေါ့နော်ဒါဆိုရင်ကျွန်တော် inverter ကတ်300ဝမ်းနဲ့သုံးနိုင်တယ်ဆိုတော့ဒီလိုမျိုးချင်းနေကြလို့ရှိရင်ကျွန်တော်တို့ကအဲ lithium နဲ့ဆင်တာထပ်ဆက်လို့ရှိရင်ကျွန်တော် live flow ကိုရေးချေတာပို့ပြီးတော့ကောင်းနေပေါ့နော်ဆိုတော့တော့သူက live flow ကကျတော့ကျွန်တော်တို့ဒီလိုမျိုး inverter heavy load တွေဆွဲတဲ့ခါကြလို့ရှိရင်ကျွန်တော် body drop မဖြစ်သွားဘူးပေါ့နော်ဆိုတော့ဘောကကျွန်တော်ဒါဆိုရင်ဒီဘက်ပိုင်းဆိုရင်ဒါ DC ပေါ့နော်ဒါဆိုရင် DC DC မီလုံးလေးတွေဒါမျိုး ို့ဖွင့်လို့ရတယ်။အဲဒီမှာဖုန်းလေးအသွင်လို့ရတယ်ပေါ့နော်။ဆိုတော့ဒီဘက်ပိုင်းကတော့ AC ကျွန်တော် AC ဖွင့်လိုက်လို့ရှိရင်အဲဒီ inverter ကတ်လေးလောက်လောက်ပြီးပေါ့နော်။လောက်လောက်ပြီးဆိုရင်ကျွန်တော်ဒီမှာ AC သုံးလို့ရမယ်။ဆိုတော့ကျွန်တော်တို့ကဒီမှာ300 watt လောက်အဲသုံးမယ်ဆိုတော့ကျွန်တော်တို့က live flow ကိုစဉ်းစားလိုက်တယ်။စဉ်းစားတဲ့ခါကျတော့ဒီမှာ voltage လည်းလှုပ်ဆွဲတဲ့ခါကျရင် voltage drop ဖြစ်တာမျိုးလည်းမရှိဘူးပေါ့နော်။ဒီ lithium နဲ့သုံးတဲ့ခါကျတော့ရှိရင်အဲ voltage drop ဖြစ်တာတွေ cell balancing မညီတာမျိုးတွေဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီလို မျိုး live flow သုံးလိုက်တာပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ဒါနဲ့ကျွန်တော်စီမှဒီလိုမျိုးအပါဝါစီရှင် AC ပါဝါစီရှင်လေးတွေဒီလို DC ပါဝါစီရှင်လေးတွေကျွန်တော်စီမှရပါတယ်လိုအပ်သူများရှိလို့ရှင် Viber မှာ live မြင်ရလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ